မင်္ဂလာပါရှင်ရှဲဂိုမီဒီယာက ကြိုဆိုပါရစေ။ဇလရွေတာချီလေးမျိုးနိုင်ရက်ွက်ကြည်ရွာပေါင်းစုံအမျိုးသားလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ့်မြို့နယ်အာကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားရက်ွက်ကြေးရွာပေါင်းဆောင်အမျိုးသားလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဇွန်လ26ရက်နေ့ညနေ4:00နာရီကမြို့မအာကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည် ရှေးဦးစွာဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်ပုံထွင်းရက်ကွက်နဲ့ရအောင်မြေရက်ကွက်အသင်းတို့ပွဲချိန်ပြေရှင်းပြိုင်ကစားခဲ့ရာပုံထွင်းရက်ကွက်အသင်းမှရအောင်မြေရက်ကွက်အသင်းကိုငကိုကိုမရှိဖြင့်အနိုင်ရရှိခဲ့ပါသည်။ အဆိုပါမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလာရက်ခွက်ကြေးရွာပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို2025ခုနှစ်ဇွန်လ26ရက်နေ့မှဩဂုတ်လ4ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီးရက်ခွက်ကြေးရွာပေါင်းစုံမှပြိုင်ပွဲဝင်အသင်း22သင်းဝင်ရောက်ရှင်ပြိုင်ကစားခဲ့ကြောင်းသိရှိရပါတယ်ရှင်။